အမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ဗျာဒီမှာဆိုလို့ရှိရင်တော့ပေးကအနေထိတ်ထားတယ်ဗောနော်အဲ့ဒီပေးအနေထိတ်ထားတော့ဘလို့အယူခံဝင်မလဲဆိုတော့အဲလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဒါမှဒီမှာတော့ပေးအနေထိတ်ထားရလဲပဲကြာပြီဆိုတော့ကိုပေးကတော့ရဖို့မသေးရှာတော့ဘောနော်ဒါမှအယူခံဝင်ကြည့်လိုက်မယ်ဗောနော်အဲ့လိုအယူခံဝင်ကြည့်ဖို့ဆိုလို့ရှိရင်ဒီမှာဒီ view digital ဆိုတဲ့နေရာလေးကိုနှိုက်ပြီးတော့ဒီကိုရဲ့ပေးအနေထိတ်တာဗောနော်ပေးအရေးစဲဆိုတဲ့နေရာလေးဗောနော် အဲ့လိုဖြစ်နေရပါတော့အဲ့လိုဖြစ်နေတဲ့ဥစ္စာလေးကိုအရေးခံမှကြည့်လိုက်ရအောင်ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်တစ်ဖိုင်ချောင်းဖြစ်သွားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့မှာဆိုလို့ရှိရင်အဲ့လိုဖြစ်တာဖြစ်တဲ့အတွက်ဒီမှာကိုယ့်ရဲ့ပေးကိုစခင်ရိုက်ထားလိုက်မယ်ပေါ့နော်စခင်ရိုက်ထားလိုက်မယ်စခင်ရိုက်ထားပြီးလို့ရှိရင်ပြန်ထွက်လိုက်မယ်ပေါ့နော်မြားလေးနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်ပေါ့နော် နံပါတ်ရှင်ဟန်ဒီမှာကိုယ့်ရဲ့ပေးဝယ်လိုက်မယ်ကိုယ့်ရဲ့ပေးထည့်ဝယ်လိုက်ပြီးအစဲလက်30လေးကိုတွားလိုက်မယ်ပေါ့နော်နံပါတ်ရဒီမှာ Facebook ဆိုတဲ့နေရာလေးပေါ့နော်ဒီ Facebook ဆိုတဲ့နေရာလေးကိုတွားလိုက်မယ်ဒီ Facebook ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီ Facebook ဆိုတဲ့နေရာလေးကိုနှိုင်းလိုက်မယ်အဲ့ကိုနှိုက်လိုက်ကြတယ်ဒီကိုရောက်သွားမှာပေါ့နော်ဒီကိုရောက်သွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ အဟေးစန္ဒာပေါ့နော်ဒီဟေးစန္ဒာဆိုတဲ့နေရာလေးကိုနှိုက်ပေးရမယ်ဒီဟေးစန္ဒာဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုနှိုက်ဝင်လိုက်မယ်နှိုက်ဝင်လိုက်ရတဲ့ဒီကို ရောက်သွားမှာပေါ့နော်ဒီကိုရောက်သွားလိုက်မယ်ဒီကိုရောက်သွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဇာလုံးတစ်လုံးရိုက်ရှာမှာပေါ့နော်ဇာလုံးတစ်လုံးရိုက်ရှာပေးရမှာဖြစ်ပါတယ် အဲ့ဘထားလိုက်ပါတော့အဲ့ဒီနေရာမသွားတော့ဘူးဒီမှာ report april ဘယ်ဆိုတဲ့နေရာပဲသွားလိုက်မှာပေါ့နော်အဲ့အဲ့နေရာသွားတာလှိုင်းနေနေလင်းနေပြီးတော့ဝင်ရတာအဆင်မပြေဘူးဖြစ်နေတယ်ဒီနေရာပဲဝင်လိုက်ကြမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဒီ report april ဘယ်ဆိုတဲ့နေရာပေါ့နော်အဲ့နေရာလေးကိုနှိုက်လိုက်မယ်အဲ့နေရာလေးကိုနှိုက်လိုက်ရင်ဒီလောက်ပေါက်ကျလာမှာပေါ့နော်ဒီလောက်ပေါက်ကျလာပြီဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင်အဲ့ဒီမှာ quarter နေဒီ report april ဘယ်ဆိုတဲ့နေရာလေးကိုဆက်နှိုက်ပေးရမှာပေါ့နော် ဒီနေရာလေးကိုဆက်လိုက်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးပေါ့နော်အဲ့နေရာလေးကိုဆက်လိုက်ပေးလိုက်မယ်အဲ့နေရာလေးကိုဆက်လိုက်ပေးလိုက်ရတယ်သူခုလို့တွားနိုင်မှာပေါ့နော်အခုလို့တွားနိုင်လိုက်မယ်အဲ့မှာဆိုလို့ရှိရင်အဲအခုလိုပေါ်လာမယ်ပေါ့နော်အခုလိုပေါ်လာနေဒီမော်ဆိုလို့ရှင်ဒီ include ဆိုတဲ့နေရာလေးကိုနှိုက်ပေးလိုက်မယ်ပေါ့နော်နှိုက်ပေးလိုက်ရတယ်ဒီနေရာကိုရောက်သွားနိုင်မယ်ဒီနေရာရောက်သွားတာနဲ့ကိုက အပရိုဖိုင်ကဖြစ်တာလားပေးအဖြစ်တာလားဆိုတော့ရွေးပေးရမှာပေါ့နော်ကိုကပေးအဖြစ်တာဖြစ်တဲ့အတွက်ပေးဆိုတဲ့နေရာလေးပေါ့ရွေးပေးလိုက်မယ်ကိုကပေးကိုရွေးပေးလိုက်မယ်ဟောနော်ဒီမှာဆိုလို့ရှိရင်ဒီပေးဆိုတဲ့နေရာပေါ့နော်အဲ့ဒီပေးဆိုတဲ့နေရာကိုကိုကရွေးပေးလိုက်မယ်အမှရွေးပေးလိုက်ပြီရွေးပေးလိုက်ပြီဆိုလို့ရှိရင်ဒီနေရာကိုရောက်သွားမယ်ဒီနေရာရောက်သွားတာလည်းဒီမှာစာရေးပြီးတော့တင်ပေးရမှာပေါ့နော်အဲ့မှာကိုပေးရဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကတော့ copy ကူးထားတာဖြစ်တဲ့အတွက် အကူပီကူးထားတာကိုပဲထိပေးလိုက်တော့မယ်ကိုပီကူးထားတာဖြစ်တဲ့အတွက်ကိုပီကူးထားတာပဲထိပေးလိုက်တော့မယ်ပေါ့နော်ကိုပီကူးထားတာပဲအဲထိပေးလိုက်တော့မယ်ဆောင်းလုံးတွေကတွေးလည်းမတွေးရဘူးနဲ့ပဲရောက်သွားတော့ဒီမှာဆိုလို့ရှိရင်တခါတခါဖုံးမှာတော့ဒီလိုဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါအပေါ်ကာစားလေးရှာပြီးရှာကာစားလေးရှာကာစားလေးရှာပြီးတော့သွားရတယ်ပေါ့နော်အဲ့ဒါမျိုးတွေရှိရဲ့ ့ဒီမှာဆိုလို့ရှိရင်ဇာရေးထားတာရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်ပြီးတော့ခုနကစခင်ရှုပ်ကရိုက်လာတဲ့အကိုရဲ့ဒီဟိုဥစ္စာပေါ့နော်အဲ့ဒါအဲ့ဒါလေးကိုတင်ပြရမယ်ကိုပင်းပြဒနာဖြစ်ကြောင်းကိုစကင်ရှုတ်ကရိုက်လာတာဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဒီမှာဒီ ဆဲ့ဆိုတဲ့နေရာလေးပေါ့နော်ဆဲ့ရီပို့ဆိုတဲ့နေရာလေးကိုနှိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီဆဲ့ရီပို့နှိုက်ပေးလိုက်ပေါ့နော်ဆဲ့ရီပို့နှိုက်ပေးလိုက်ရတယ်အဲသူပွေးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဆဲ့ရီပို့နှိုက်ပေးလိုက်မယ်ဒါမှနေရာလေးပဲဒီကွန်ပျူတာကနေပြီးတော့အယူခတ်တဲ့ဂျင်းဝင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ခုထိကောင်းမလာသေးဘူးအဲ့ဒါကြောင့်ပြောလို့နောက်ဒုတိယအကြိမ် နောက်တစ်ခေါက်ပြန်ပြီးတော့တင်ရပါဘူးเนาะဒါကတော့ဖုံးကတင်တာအဲဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဖုံးဒီပြပြဒနာဖြစ်ကြဖို့တင်တာဆိုလို့ရှိရင်နှစ်ချင်းရှိပြီဘောเนาะပြောင်းမလာသေးဘူးအဲသူထိတ်ထတာပေးထိတ်ထတာဘောเนาะအဲပထမထိတ်ထတော့ကတော့နှစ်ခုသုံးခုလုံးဆက်ထိတ်တာဘောเนาะဒါမှမဟုတ်ဒီခေါင်ကအဲကြံခဲ့တယ်ဒီဘယ်ဖိုင်းကတော့ရသွားပြီးတော့ဒီပေးကြံခဲ့တယ်မရသေးဘူးဘောเนาะဒီပေးကဒီမှာမနေ့ကလေးပဲတင်ထားတယ်မရသေးဘူးအဲအေးလည်းမရသေးတာဖြစ်တဲ့အတွက်အခုဒုတိယတစ်ခေါက်ထပ်တင်တာဘောเนาะ အရှင်နေရတော့ဒီမှာရတော့ရသွားနိုင်တယ်ဒါမဲ့သူရဖို့မသေးချာတော့ဘူးလို့တချို့တွေကတော့ရဖို့မသေးချာတော့ဘူးလို့ပြောတယ်ဒီမှာစကန်ပြီးတော့ဖိုင်တန်တယ်ဆိုပြီးတော့ပေါ့နော်သူကတော့ဒီမှာစကန်ပြီးတော့ဖိုင်တန်တယ်ဆိုပြီးတော့ကိုယ်အဲ့လိုဖြစ်ထားတာပေါ့နော်အဲ့လိုဖြစ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုရမရဆိုတော့စောင့်ကြည့်လိုက်အောင်ဗျာဒါကတော့ဒီပင့်အနေဖြစ်တာဟုတ်ဒီအယူခံဝင်ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီပီဒီကတော့ဒီလောက်ပါပဲဗျာအားလုံးရလို့ရှိရလဲပဲပြန်ပြီးတော့အကြောင်းလာကြပြင်မှာဖြစ်ပါတယ်